ဟောကွာနေတော့မဟုတ်ဘူးကွာဘာဟေးဘာဒီမနေဦးလဲဗာစကိုင်းမန္တလေးအခုနေပြီတော့ဗောနော်အဓိကထိသွားတာတော့အများလုံးထိတာတော့စကိုင်းနဲ့မန္တလေးဗောဟုတ်တယ်ဗာဒီနေ့မင်းကလက်တော်ကြီးနဲ့ဒီနေ့ကြောင့်မထူးထူးခြားခြားဘာဖြစ်လဲအတင်းတွေတအားထူးတယ်ဗာအေးစာရွက်တင်နေတော့ကျွန်တော်မဆန့်နိုင်တော့ဘူးအေးကွာရောငေါ့ဟုတ်လေစိတ်မကောင်းစရာတင်းတွေကြီးပဲဗာအေးအေးဟုတ်ပြီဟုတ်ပြီဟုတ်ပြီငေါ့ဒီနေ့နေ့လေပိုင်းလဲငငလေးလှုပ်သွားသေးတယ်ဗာ ေးဟုတ်တယ်ဒီနေ့နေ့ကင်းတနာယီမှာမင်းလင်းလှုပ်ထက်လှုပ်သွားတယ်လို့ပြောတယ်မန္တလေးနဲ့စကိုင်းမှာအဲ့ဒါ9.5အင်အားရှိတယ်ပါဟာအဲ့ဒါအဘတို့ကြောင်းတော့ငလင်းလှုပ်တာပါဘာဘာဘာကြောင့်လဲกว่าမင်းရယ်အလကားနေငါတို့ပဲအပြစ်ပုံချနေဘာကြောင့်လဲပြောဟုတ်တယ်လေအဘစကိုင်းဒေတာကိုစကိုင်းတိုင်းကိုအဘတို့ကဒီလေနေနဲ့ဘုံသွားကြတာပေါင်900ဘုံပေါင်1000ဘုံနေနဲ့ခဏခဏကျဲနေမှာတော့ဒီမင်းကလင်းကြောင့်လှုပ်ဆွားသလိုဖြစ်သွားတာဗောအဘရယ်ဩမင်းပြောပုံရဆိုရင်ငါတို့တွေကနေပြီးတော့ ပေါင်900ပေါင်1000ဘုံနေနဲ့လင်းပေါ်ကနေငါတို့ကျဲချတယ်ဟုတ်တယ်ကျဲချတော့ဒီမြင်းကလေးဂျောကြီးကိုငါတို့ကလှုံနှိုးသူလို့ဖြစ်တယ်မအဲ့လိုပြောနေတာဟုတ်တယ်သူပညာရှင်တွေတွက်ချက်ထားတာနောက်အနှစ်10နှစ်ကျော်မှ10နှစ်20လောက်မှလှုံမှာအခုအဘာတို့လှုပ်တာကြောင့်အခုချက်ချင်းကောက်လှုပ်သွားဩအဲ့ပေါင်1000ဘုံပေါင်900ဘုံနဲ့ငါတို့ကျဲချလိုက်တဲ့အတွက်သူကနည်းနည်းလေးလှုပ်ဆွားသူလို့ဖြစ်ပြီးတော့ချက်ချင်းမြင်းငင်ထလှုပ်သွားတာပေါ့အဲ့မှာစကိုင်းပြည့်ရေးဆိုတာကြီးထပြီးတော့လှုပ်သွားတာပါအဲ့တော့မင်းဘယ်သူကပြောတာလဲပညာရှင်တွေပြောတာလေဘုံနိမိတ်တွေကပညာရှင်တွေပြောတာဩ ဘူမိဗေဒကဘာကဘူမိဗေဒပညာရှင်တွေကပြောတာဟုတ်တယ်အဲ့လိုပြောတာပါအော်သူတို့ကလည်းကွာသူတို့ဓမင်းစားပြီးတော့ကိုယ့်ဘာနေကိုအေးစစ်နေတာမဟုတ်ဘူးကွာအခုဆိုလို့ရှိရင်လည်းအဲ့မန်လေးတိုင်းမှာဆိုရင်လည်းနဲတာမဟုတ်ဘူးလူတွေကအသေးပြောက်များတာတွေပြိုကျပျက်စီးတာတွေငါတို့တည်တယ်ငါတို့တည်တယ်တည်တယ်တည်တယ်အဲ့ဒါအဲ့ဒါတွေမင်းဘယ်လိုလုပ်ထားလဲရအခုအဲ့ဒါတွေကျွန်တော်တို့ဆေးရုံတွေကမဆက်အောင်ပါအဲ့ဒီမှာအဘာတို့ပိတ်သိမ်းထားတဲ့မန်လေးမြို့ကပန်းလိုက်ဆေးရုံအပါဝင်ပေါ့နော်အဘာပန်းလိုက်ဆေးရုံရဲ့မျက်ချယ်ဒီဆေးရုံရဲ့မျက်ဝင်ရဆေးရုံရဲ့မင်္ဂလာ မျိုးဆက်စေးရုံရယ်လန်ဒါစေးရုံရယ်ဇီဝကစေးရုံရယ်ငင်းချမ်းစေးရုံရယ်ပေါ့နော်အဲ့စေးရုံကြီးကဘာလို့ပိတ်ထားတာဟာလားဗျအေးလေပိတ်ထားတယ်လေအဲ့ဒီပိတ်ထားတဲ့စေးရုံပြန်ဖွင့်ပေးလိုက်ကြလားဗျအပြည်သူတွေဒီလောက်ဒုက္ခရောက်နေတော့ငါစိတ်နေဆိုငါဖွင့်ပေးပြီးတာကြာပြီတချို့ကြီးကအခုလည်းဒီအမိန်မှမထုတ်သေးတာကွာအဲ့ဒါတွေမကသေးဘူးအဘတို့2023ခုနှစ်ဒီဇန်နဝါရီလလဲဗျစီဒီယန်ဆရာဝန်တွေလက်ခံထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ပုဂ္ဂလိကဆေးကို၅ခုလည်းပိတ်သိမ်းထားတာရှိသေးတယ်။၅လယာယီပိတ်သိမ်းတာလေ။အဲ့ဒါနန်းတော်ရှိရ အဲ့လားနန်းတော်စေးုံရယ်နောက်ပြီးတော့မြို့တော်စေးုံရယ်နောက်ဂန်းတော်စေးုံရယ်စိန်ပန်းစေးုံရယ်ထက်နေလေးစေးုံရယ်အဲ့စေးုံကဘာလို့ငါးလားပိတ်တာလဲအဲ့ဒါကြီးလည်းအကုန်လုံးပြန်ဖွင့်ပေးလိုက်ပြီးသူတွေတော်တော်လေးအဆင်ပြေသွားမှာပါမြို့ငါခုနပြောပြီးသွားပြီလားငါစိတ်နဲ့ဆိုငါပြန်ဖွင့်ပေးပြီးသွားပြီအခုစားတက်ချုပ်ကြီးလုံနေတာလေ तू ကမှဘာမှမလုပ်တာနိုင်ငံတကာကဒီပြောငါတို့စေးဝါပစ္စည်းတွေလှူမယ်လှူဝယ်ပစ္စည်းတွေလှူမယ်နော်ပတ်စံနေပေးမယ်အဲ့ဒီကြရင်စေးဝါပစ္စည်းတွေကြတော့သူတို့ဟိုမိုးကောင်းရတနာ နော်မိုးပေါင်းကျင်နာသူတို့ဖွင့်ထားတဲ့စေကမ်းမှာ အိုက်ဆေးတို့သူအပိုက်စီးထားမယ်လှူလိုက်တဲ့ပတ်စံတွေကိုကြတော့သူကယူထားမယ်ဒီကနေပြီးတော့စေအိုးစားပါလို့စားတောက်ကုန်တွေဘာတွေကြတော့ပြည်သူတို့အနေချင်းပဲသွားမှာလေပြီးွားရင်အိုက်ပတ်စံတွေအဲ့ဒါတွေအကုန်လုံးကိုသူကနေပြီးတော့ရှေ့တန်းကိုသူကပို့မှာလေသဘောပေါက်သွားပြီပါအေးကျွန်တော်သဘောပေါက်သွားပြီอืมๆကိုဘက်ကပြောသလိုပဲပြည်သူတွေမှာပြည်သူပဲရှိရပါဟုတ်တယ်ဟုတ်တယ်ကျွန်တော်အဘတို့စစ်တပ်အစိုးရလုံးဝမလိုတော့ဘူးနော် ရအောင်စတက်လောက်စတက်ဆိုတာဒါတက်တည်ပဲလေအမကြည့်လိုက်လေအခုဒုပြည်သူတွေဒုက္ခရောက်လာတယ်ဆိုရင်အပြည်ပြည်ဆိုင်ရာအကူအညီတွေလှမ်းတောင်းလိုက်စတက်ကဘာလုပ်ပေးလို့လဲပါစတက်ဘာမှမလုပ်ပေးတာအခုမှမဟုတ်ဘူးရအောင်ကြီးဟိုးလုံးနေရပဲငါလည်းတစ်ခါခါကျရင်အောက်လုံးနေငါလည်းပေါက်ကွဲခြင်းနေဒါပေမဲ့ငါလည်းသူ့ကိုကြောက်နေရတဲ့အတွက်ဒါပေမဲ့တစ်ဖက်မှာငါပါပြန်လုံနေဆိုမင်းတို့လည်းဒီတိုင်းပဲဘယ်လို့ဘယ်လိုလေးသွားလှူလိုက်ပါဘယ်လို့ငါလည်းလုပ်ပေးနေတာပဲလေအခုလည်းကြည့်အဘတို့ဒီနေပြည်တော်မှာရှိတဲ့အာနာသိစစ်ခေါင်းဆောင်ပေါ့နော်အဟောင်းရဲ့ ဦးတန်းရွှေနေအိမ်ရယ်နောက်ပြီးတော့တမနာဟောင်းဦးသိစိန်နေအိမ်ရယ်လက်ရှိတက်ချုပ်ကြီးရဲ့နေအိမ်ရယ်အဲ့နေအိမ်တွေပါဝင်၆လုံးတန်းအိမ်ရယ်နောက်ပြီးတော့စေယုံနဲ့တမနာအိမ်တော်ရယ်အဲ့ငေလင်နံကြောင့်စိုးစိုးဝါပျက်စီးမှုတွေဖြစ်နေလို့တဲ့စစ်အင်ဂျင်နီယာတွေကိုအဘတို့ကချက်ချင်းအရေးပေါ်ပြင်ခိုင်းနေတယ်ကအဓိကပြည်သူတွေဒုက္ခရောက်နေတာကိုသွားမကူညီပဲနဲ့အဘတို့ကကိုကိုဟာကိုလှုပ်နေကြတယ်ငါပြောပြမယ်ကွာတခါခါကြာရင်လည်းကွာဟို ငါလဲမင်းတို့လိုမျိုးပဲငါလဲပြောချင်တာပေါ့ကွာပြည်သူတွေဒုက္ခရောက်နေတာကျတော့ तू ကနေပြီးတော့ for show လေးမျက်နှာလေးတွားပြပြီးတော့တကယ်တကယ်ကျတော့ပြည်သူတွေဘာမှမကူညီရဘူးပြည်သူတွေပြက်စီးနေတဲ့ဥစ္စာတွေကိုငါတို့ဘလို့လုတ်ပေးမယ်ငါတို့ဘလို့ဖယ်ရှားပြီးတော့ငါတို့ဘလို့တွေပြန်လဲပြီးတော့ငါတို့တိဆောက်ပေးမယ်မရှိဘူးသူတို့အိမ်တွေကျတော့အခုပြန်ဆောက်နေတယ်ဆိုတော့ကွာတော့တာကြည့်တော့ပေါ့ကွာအဲ့ဒါပေါ်တာပေါ့ဗျပြည်သူတွေတကယ်ကရေးကြုံလာတဲ့ခါကျရင်စစ်တပ်ကဘာမှအာမကူပါဘူးအဲ့ဒါစစ်တပ်မလို့တော့ဘူးဖယ်လိုက်တော့ဖယ်လိုက်တော့ อ๋อဖယ်လိုက်တော့ဆိုတော့မင်းอ่ะလေกว่าမင်းမင်းပြောတဲ့စကားကြီးอ่ะဟုတ်ကောမဟုတ်ဘူးထားလိုက်ပါတော့กว่าထားထားလိုက်စက်တယ်မလို့လဲမြန်မာနိုင်ငံရက်တိလို့ရတယ်တော့ပါအော်မင်းပြောပုံရဆိုရင်ပြည်သူမှာပြည်သူပဲရှိတယ်ဆိုတော့ဟုတ်တယ်ဥစ္စာပေါ့ပြည်သူတွေမှာပြည်သူပဲရှိတော့တာလေကအေးกว่าတစ်ခါခါကြာရင်လည်းငါပြောပြမယ်กว่าအရင်တော့ဆိုရင်ငါတို့ကိုဗစ်ဖြစ်တုန်းကဆိုရင်လူငယ်တွေထွက်လာလေကြတာပရိဒါလူငယ်တွေဟုတ်တယ်အခုလူငယ်တွေတရားအောင်မှငါမတွေ့ဘူးဘယ်တွေ့တော့မလဲအဘတော့ကလုံးစစ်မှုထမ်းလို့ ပြီးကုန်ပြီလေပါအေးတကယ်ကပရိုက်တာလောက်တဲ့လူတွေအမတော့ပရိုက်တာလောက်ရမလားဆိုပိတ်တဲ့လူကပိတ်စစ်တယ်ဖန်ထဲတယ်လူကဖန်ထဲဆိုတော့ဒီလူတွေကမလောက်တော့ဘူးလေပါအီကွာအီကွာငါ့ကိုတရင်မဲ့ဆက်ပြောကွာအောက်ပြရှိသေးတယ်ပါနေပြီးတော့တက်ကောက်မှာရှိတယ်ဝန်ကြီးဌာနရုံးနဲ့အဲ့ဒီဝန်ထမ်းအင်ရာတွေပေါ့နော်အဲ့မှာငလင်ပြိုကျမှုကြောင့်တည်ဆုံးမှုက230ကျော်ထက်မြင့်တက်လာပြီတဲ့နောက်ပြီးတော့အမြဲတမ်းအတွင်းဝင်ဖြစ်တဲ့ဒီဒုဗိုလ်မှုကြီးညွန့်ဝင်လဲတည်ဆုံးသွားတယ်အဲ့နေပြီးတော့မှရှိတဲ့မိသားစုတွေအားလုံးလည်းအခုလမ်းပေါ်မှာနေနေရတယ်ပါ ေးကွာဒါပဲကွာပရိယူပဒေတာဝါတော်စတင်းတင်းလျောက်ပတ်တဲ့နေရာဒေတာမှာ နေတာဒီမင်္ဂလာတပါပဲဒါပေမဲ့ပရိယူပဒေတာဝါတော်စမဟုတ်တော့ဘူးအပရိယူပဒေတာဝါတော်စဖြစ်နေတယ်ဟုတ်ကဲ့မနေတဲ့မနေထိုက်တဲ့နေရာဖြစ်နေတော့မြန်မာနိုင်ငံမင်းပြောပုံရဆိုရင်အခုနေပြီးတော့အရက်ကပြစ်ဆန်တဲ့အရက်ကြီးဖြစ်နေတာဟုတ်တယ်ဟုတ်တယ်ပါဟုတ်ပါနောက်ဆိုလို့ရှိရင်အပါအပါတို့နေပြီးတော့ကလေပါတင်းကြိုင်းကစားပြီးလို့ဖြစ်တော့ အော်မင်းပြောပုံရဆိုရင်ဒီနေပြည်တော်ကစစ်တင်းကြီးဖြစ်တော့မယ်ဆိုတော့ပုံစံကြီးပြောတော့မှာဖြစ်တော့မှာပါအဲ့စကိုင်းတိုင်းမင်းကုန်းမျိုးမှာလည်းငလင်တန်ကြောက်တော့ထိခိုက်တိုက်ဆုံမှုတွေများပြားရှိတယ်ပါအဲ့ဒီမှာလည်းကျွန်တော်တို့စစ်ကောင်ကြီးတပ်သားတွေအပါဝင်တည်တည်ပြည့်စည်ကြတာရှိတယ်အဲ့မှာကယ်ဆယ်ရေးလည်းလုပ်နေတယ်ပါအဓိကကျွန်တော်ကြည့်ရတဲ့တဲ့ထင်ကကျွန်တော်တို့ဘက်ကဟိုစစ်တပ်ကလေကျွန်တော်တို့ဒီစစ်သားချင်းချင်းပဲလိုက်ကဲနေကြတာပါ

เออเออยาขนาดนี้ไอ้มิงโก้มางาโลดิญาติเต็นแหนซีดิปัดปัดเลยมางาโลอ่ะเมียนๆไม้เนี่ยงาโลหมึกท่าเลยกว่าอะ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 ดิบลูเลิกมะเลยอะอะนี่แหละอะคืออะบาตะชู่หาเนี่ยแหละมิงลินตันจองปอกกวยตานี่แหละရှိတယ်ပါဟာဒီမှာဒီမှာကျွန်တော်ပြမှာပါเออเออเออလာပြီစကိုင်းတိုင်းမင်းကိုမျိုးတဲ့မြာသိန်းတန်စီဒီပပက်လေတွင်တဲ့မြေမျိုးပိုင်းတွင်မြုပ်ထားသောကြောင့်တဲ့မြာသိန်းတန်စီဒီ ပြိုကျပျက်စီးရတဲ့တန်ရှင်းရေးမလုံနိုင်သေးပါတဲ့ဒီအုတ်ကျိုးတွေကိုမဖယ်နိုင်သေးဘူးပေါ့နော်လုံမဲ့လူတွေကတဲ့ဘေးပတ်ပတ်လည်မှာတဲ့မြေမြုံပိုင်းတွေမြုပ်ထားသဖြင့်သူတို့တွားရောက်ပြီးတော့အဆောက်အဦပြက်တွေကိုတဲ့မတန်ရှင်းပေးနိုင်သေးပါတဲ့ဟာအဲ့ဒါလေဒုက္ခပဲကွာဒုက္ခပဲလေအဘတို့ဘာလို့လောက်ထားတဲ့ဟာတွေလေးပါအေးအေးအေးတော်သေးတော့ပေါ့ကွာဒီဘက်ကပထူတော်ကြီးဘာမှမဖြစ်လို့ကွာ ်အဘဒီမှာကုလသမဂ်ကိုယ်စားလှယ်လည်းပြောနေပြီပါဘာလို့ပြောပြန်ပြီလဲဘွာဒီကလင်တန်ခံနေရတဲ့အချိန်မှာလည်းအဘတို့ဂျမ်ဘတ်စစ်တပ်ကဘုံကျဲမှုတွေလုံးဝလက်ခံနိုင်ကြအကြောင်းရှိဘူးတဲ့ပါอืมตรุว่าหลูเซ้งရှိတာဟုတ်ဟုတ်တယ်ပါအပါတို့ဂျမ်ဘတ်စစ်တက်ကလူစိမ့်မရှိဘူးလေအခုအညာဒေတာကိုလည်းဘုံနေတော့ကျဲနေပါအခုမှလည်းဘုံနေကျဲနေတယ်ပါဟာဟုတ်တယ်ပါပြီးတော့ဟိုငါမနေ့ကငါအထံကြားကြီးတော့တက်ချုပ်ကြီးကဘမောတော်တော့ကျဲခိုင်းတယ်လို့ပြောတယ်ဟုတ်တယ်ဟုတ်တယ်ပါကျဲတာရှိတယ်ကျွန်တော်အတိအကျဘာကိုပြောပြမယ်နောက်ကြရင်ပါ ။အော်တက်ချုပ်ကြီးကလည်းပြည်သူတွေဒီဘက်မှာမင်းကလေးနဲ့တင့်နေပါတယ်ဆိုမှ तू ကဘာလို့ဘုံကျဲနေတာလဲ။တမချက်နဲ့အည့်ရရောလွတ်တာလေးပါ။ထားလာလေးတော့ကွာထားလေးတော့လှုပ်တာကိုမြင်းလေးနဲ့ကြောက်ပြူကြတယ်အဲ့ဒါဘာလို့ဘုံသားကျဲလို့ပြူတဲ့ဥစ္စာဒါမြင်းကလေးကြောက်ပါဆိုတာဘာလို့တိုးချအောင်ပါလေအင်းတက်ချုပ်ကြီးကကွာမီးလောင်ရင်ရောဘုံကျဲတာပဲဗျမီးလောင်ရင်လည်းတက်ချုပ်ကြီးကဘုံကျဲတယ်ဗျရေကြီးနေလည်းရေပိဒုက္ခတဲ့တွေဘုံကျဲတယ်အခုမြင်းကလေးနဲ့လှုပ်နေတော့လည်းမြင်းကလေးနဲ့မှာပြည်သူတွေဒုက္ခရောက်နေချိန်မှာဘုံသားကျဲတယ်ဗျ ပွဲလန်တုံးဖြာခင်းနေတဲ့တချို့ကွာအဲ့ဒါပြောတာပေါ့ဗျာဟိုထိုင်သူများနိုင်ငံမှာဆိုလို့ရှိရင်ဒီလိုမျိုးရေဘေးဒုက္ခတင်နေတဲ့တဘာဝဘေးအန္တရာယ်ဒုက္ခရောက်လာပြီဆိုရင်ကယ်ဆယ်ရေးတွေကမန်ကန်ရောက်လာပြီအစိုးရကိုယ်တိုင်ရကြည့်ပြီကူညီထောက်ပံ့ရေးတွေလုပ်တယ်နောက်ပြီးတော့စေကူတာမှုတွေလည်းအလကားစင်းနဲ့လုပ်ပေးတယ်အမတို့စစ်တပ်အလိုမဟုတ်လေမြန်နဲ့ဘုံသွားကြဲနေတယ်ဟုတ်ဟုတ်ဘာလဲမသူတက်လာလွတ်လွတ်ကြည်တယ်ကြည်တယ်အကျော်ကျော်ပြမယ်ကျော်ပြမှာဒီဒီဒီအောက်ကဟာအေးဟုတ်တယ်အဒီမဒီမဒီဒီမကြည့်ပါဟာမကြည့်မကြည့် ဖះရောက်တော့တူတေသွားတဲ့တိုက်ပြီးပြီးတေသွားတဲ့သူ့အမေလက်လေးကိုကင်ပြီးတော့ဟုတ်တယ်ဟုတ်တယ်အမငိုနေတာဗျဟာအဘတို့ပြည်သူရဲ့မျက်ရည်မြင်ရတာဗျဒီမှာနောက်နောက်တစ်ခုကြည့်အောင်နောက်တစ်ခုကြည့်အောင်ဗျဟာဒီအခုတတိုက်ပြီးနေတာအမျိုးသမီးတော့ရောက်ဟုတ်တယ်ဟုတ်တယ်အမျိုးသမီးမသေးမသေးသေးဘူးတော့ရောက်ဟုတ်တယ်ဟုတ်တယ်ဗျလက်လေးလုံနေတယ်တော့ရောက်ဟုတ်ဟာ အဲ့တော့မကယ်ကြဘူးလားကွာအခုကယ်တဲ့လူတွေပါလေဦးငါတို့ကပါလေပြည်သူတွေပဲကယ်နေရတာဟုတ်တယ်လေအဖပြည်သူတွေပဲကယ်တော့ဘာလို့ကျမ်းပတ်စစ်တပ်ကခွေးတခွန်ကြောက်တမိတော့မတွေ့ဘူးအဲ့မငါတို့စစ်တပ်ကကယ်ရမှာလေကွာဒီကောင်နေဘယ်နာသွားတည်နေလဲမသိဘူးကွာကွာထားလိုက်တော့ကွာထားလိုက်တော့ငါလည်းကြည့်သေးတယ်ပါကြည့်အောင်လားကြည့်အောင်လားနောက်ကြမှာကြည့်တော့မယ်ကွာငါ Facebook တွေလည်းငါဖွင့်ပြီးမကြည့်ချင်တော့ဘူးကွာဒီမှာဒီမှာငါကြည့်မဒါလေးတစ်ချက်ကြည့်လိုက်ပါအုပ်ပုံကြားမှာတလားအုပ်ပုံကြားမှာတလားအေးအမငိုကြွေးနေကြတယ်လားဗျအုပ်ပုံပြီးနေလို့တက်လာတာ အေးကွာဟာဒီ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 ဓာတ်ပုံတွေကလည်းအများကြီးတော့ရောက်မန္တလေးကျုံပတ်ပတ်လည်မှာလည်းနော်လူတွေကမှနေရမရှိလို့နေနေရတယ်တိုက်နေပြိုမှာကြောက်လို့လမ်းမှာထွက်နေကြတာပါဟာဒီမှာဒီမှာရှိသေးတယ်ဗျအမတက်လာမတက်လာတန်ဃာတော်တွေတန်ဃာတော်တွေတက်လာဗျဟာတန်ဃာတော်တွေအများကြီးကွာဒီမှာဒီမှာတော့တော့ကိုကိုကိုရင်လေးတပါကိုရင်လေးတပါလက်လက်ကြီးပြတ်သွားသွားဗျဟာ ဟောဦးစကိုင်းကအခုဒီမှာအခုတရင်တက်လာတယ်စကိုင်းတရားကိုဖွင့်ပေးလိုက်တော့ဟရနှာပေါက်ကနေစကိုင်းတရားအစ်စ်ကိုဖွင့်ပေးလိုက်တော့စကိုင်းဘက်မှာတွားပြီးတော့ဥစ္စာလှုပ်ဖို့လေတွားရောက်လှူဖို့ တော့ဖွင့်ဖွင့်ပေးလိုက်တော့ဖွင့်ပေးလိုက်တော့ဒီဘက်က pride အသေးနေတွားပြီးတော့လူကျင်တဲ့လူတွေအများကြီးပဲရှိတယ်။စကိုင်းက80ရာခိုင်နှုန်းဒုက္ခရောက်တာလေကွာ။ဟုတ်တယ်ပါ။တော့စကိုင်းကိုဖွင့်ပေးလိုက်တော့လို့ပြောတယ်။အာတက်ချုပ်ကြီးပြောပြောမပြောပြောငါမိတ်လို့ပြောတယ်ဖွင့်ပေးလိုက်တော့စကိုင်းသားကို။ဘာတချို့ကြီးနဲ့ပြဿနာတိုက်တိတ်လည်းတက်ပါစေကွာငါလူစိတ်ရှိတယ်ကွာအဲ့နောက်မှကျွန်တော်ရှိတယ်ချပါလူစိတ်ရှိတယ်ကွာကဲပြီးရင်မင်းစာထုတ်လိုက်ဟုတ်ဘာစာထုတ်ရမလဲဆိုတော့ပွဲလန့်တော့ဖြာမခင်းကြနေတယ်သူနော်ကုံတယ်ပွဲစားတွေနဲ့ခရိုနီတွေဟုတ်နော်အခုဆိုရင် ကျုပ်တွေကတလုံးတစ်ထောင်ဖြစ်သွားပြီဟုတ်เนาะအဲ့ဒီအတွက်ကြောင့်ကုံစင်းလုံးတွေလည်းမတင်ပါနဲ့လို့เนาะမသားပါဇက်တည်းကနေပြီးတော့မင်းတို့ပတ်စံကိုလိုက်နှိုက်ယူနေတာလားလို့တက်ချုပ်ကြီးအမိန်မထုတ်ဘူးပဲငါအမိန်ထုတ်တယ်ကွာဟုတ်เนาะခရိုနီတွေကထုံးစံမယ်လေပါရည်ကြီးပြီဆိုရင်အရင်ဆုံးမီးပြက်မယ်မီးပြက်ပြီးကုံစင်းလုံးတက်မယ်မီးလောင်ပြီဆိုရင်မီးပြက်မယ်ကုံစင်းလုံးတက်မယ်အခုငလင်းဘေးတင်တယ်မီးပြက်တယ်ကုံစင်းလုံးတက်တယ်ဒါတို့လုံနေကြပဲအေးဆက်ပြောကြမအောင်ကွာပြောမယ်ပါအဲ့ဘကိုးတိုင်းအနောက်ချမ်းပြည်မြို့တွေမှာမဟုတ် အသက်18နှစ်ကနေ35နှစ်အရွယ်အဲ့အမျိုးသားများဟိုလေအဲ့တအိမ်အောင်တယောက်တကြံပြီးတာနဲ့စစ်မှုထားရမယ်လေဗျပြည်သူတွေလောက်ဒုက္ခရောက်နေတဲ့အချိန်မှာတော့အမတို့ဒီစစ်မှုထမ်းဥပဒေကအခုချိန်ထိမရက်သေးဘူးလားဗျအင်းခုနငါပြောသလိုပေါ့ကွာပွဲလန်လုံးဖျက်ခင်းတာပေါ့ကွာဟုတ်အဲ့ပွဲလန်လုံးဖျက်ခင်းတာရှိသေးတယ်ဗျရန်ကုန်မှာလည်းမြင်းကလေးလှုပ်တယ်ဆိုပြီးတော့အိညာတနာရီမနေ့ညလေညတနာရီမြင်းကလေးလှုပ်မယ်ဆိုဘယ်သူကအော်ပါလဲမသိဘူးအမရန်ကုန်ကပြည်သူတွေအကုန်လုံးတိုက်အောင်ဆင်းပြီးတော့လမ်းပေးမှနေနေရတယ်တညလုံးပါ ဩဒီကောင်နေရာလဲကွာအောက်ခြေရကောင်နေရာလဲဘာလို့အဲ့လိုလူရှောက်လုံနေလဲကွာပြည်သူတွေအကုန်လုံးငလင်ရင်လှုပ်လို့မတည်ပဲနဲ့ဒီလိုမျိုးအတန်နေကြားပြီးတော့ပြည်သူတွေဒုက္ခရောက်ပြီးတော့တက်တက်ကြီးရွယ်အိုတွေအကုန်လုံးဒုက္ခရောက်ကုန်နေမယ်တက်ကြီးရွယ်အိုတွေအမောတွေပါပြီးဖောက်ပြီးတော့ဆေးရုံရောက်တဲ့လူကရောက်ကြတယ်ပါနောက်ပြီးတော့အဲ့လိုမျိုးအဘတို့អော်ချပြီးတော့အောက်မှာလမ်းမေးမှာလူတွေအိတ်နေရတဲ့အချိန်မှာအဘတို့ပေါ်တာဆွဲမှုမလားအဲ့တော့ငါလည်းမသိဘူးလေကွာငါလည်းမသိဘူးနောက်ပြီးတော့ရှိသေးတယ်အဲ့ငလင်ခတ်ပြီးတဲ့နောက်ပိုင်းမှာ ငလင်းလောက်ပြီးတဲ့နောက်ပိုင်းမှာအဘတို့ဂျမ်ဘတ်စစ်တပ်ကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်နဲ့နောင်လင်းရွာကိုတိုက်လေရင်၃စီးနဲ့ဝဲပြန့်ပြီးတော့မှဘုံသွားကျဲတာဘုံကိုလုံးကျဲတာလေအဲ့မှာဓနုတော်လိုင်းကြီးရဲမေ6ဦးနဲ့ရဲဘော်တို့သိဆုံးသွားတယ်ဗျရှိသေးတယ်ဗျအဲ့တောက်ကြနေကဒီငလင်းပြင်းအားကြောင့်ပေါ့နော်ကျွန်တော်တို့နိုင်ငံရဲ့ငလင်းပြင်းအားကြောင့်ဆိုလူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများကိုအစွန်တလင်လှုပ်ဆောင်နေနိုင်ငံအတွက်ဆိုပြီးဩစတြေးလျနိုင်ငံနေပြီးတော့ကနဦးဒေါ်လာ1တန်းကို ICRC မှာတစင်လှူဒန်းလိုက်တယ်တဲ့အဘတို့လက်ထဲကိုမထည့်ပေးဘူးတော့ဒီလေကွာသူတို့ကငါတို့လက်ထဲဘလို့ထဲမှာလဲငါတို့လက်ထဲထင်အခုအခုတော့မှကြည့်ပါတာ6လုံးနဲ့အိမ်ယာကနော်အဲ့သူတို့လူကြီးတွေရဲ့အိမ်တွေကိုအရင်ပြင်းနေတယ်လေကွာဟုတ်တယ်ဗျနော်စစ်တကအဆောက်အဦတွေကိုပြင်းနေတယ်ကွာပြည်သူတွေကိုကယ်ဆယ်ဖို့ဆိုပြီးပေးလိုက်တဲ့ဥစ္စာကိုသူတို့ကအရင်ပြင်းနေဆိုတော့ကွာမင်းစဉ်းစားကြည့်လေကွာပြည်သူတွေလက်ထဲမှာမရောက်တာဩစတြေးလျလူတွေကတိတာပေါ့ကွာနတ်တာပေါ့မင်းရတယ် တို့ကမဟုတ်လက်ထဲကိုဘလူးဘတ်ထည့်တော့မှာလေဟုတ်တယ်မထည့်တော့ဘူးတို့ကဒိုက်ရိုက်အဲ့ဒီပရိုက်တာဒါအသင်းအသင်းတွေရောပေါ့နော်အသင်းဖွဲ့တွေကုညီရှောက်ရှောက်ကြီးတကယ်အဖွဲ့စည်းတွေပဲတို့ကဒိုက်ရိုက်ရှုတယ်အဲ့လိုမှမဟုတ်ရင်တို့ကလည်းအွန်လိုင်းမဖြစ်ဘူးအပါတို့လက်ထဲကိုလုံးဝမထည့်တော့ဘူးလေအေးငါမင်းကိုငါလေငါပိုက်ထဲမှာပုံနာလေးရှိတာမဟုတ်ဘူးငါမင်းကိုတခါတည်းမင်းကိုငါပြောလိုက်မယ်မကြမီချိန်တော့နေနောက်တဲ့စေရဲ့15ရဲ့လောက်မှာနော်အခုတရုတ်နိုင်ငံလှူတာတွေအိန္ဒိယနိုင်ငံလှူတာတွေဗီယက်နမ်လှူတာတွေအဲ့ဒီလှူတဲ့ပစ္စည်းတွေအကုန်လုံး နော်ဈေးတွေထဲမှာအဲ့ဒီစိတ်တွေနဲ့ဈေးတွေထဲမှာပြန်ရောင်းစားကြလိမ့်မယ်သူများအလကားလူတာအဘတော့ဈေးတင်ပြီးရောင်းအောင်ပါပေါ့နောက်ပြီးတော့အဘကိုပြောပြအောင်မယ်ဒီမြင်းကလေးလှုပ်ခတ်မှုကြောင့်တနိုင်ငံလုံးမှာလူဦးရေသေတဲ့နှုန်းက1644ဦးရှိပါပြီကနောက်ပြီးတော့အဲ့ထိခိုက်ဒဏ်ရာရတာက3408ဦးရှိပြီးတော့နောက်ပျောက်ဆုံးနေတာကတော့139ဦးပျောက်ဆုံးနေတယ်ပါအဲ့ဒါမင်းညားကနေပြီးတော့ကျွန်တော်တို့ရတာတဲ့တည်င်းပေါ်တော့ပါ ။အဲ့ဒီတင်းကလည်းထပ်ပြီးတော့မြင်းတက်လာနိုင်ဘူး။မမှန်သေးဘူးမမှန်သေးဘူးဆိုတာဟိုတေးကြီးပျက်စီးတဲ့လူတွေကလည်းဒီတဲ့များတယ်။ဒဏ်ရရတဲ့လူတွေကလည်းဒီတဲ့များတယ်။ပျောက်ဆုံးနေတဲ့လူကလည်းဒီတဲ့များတယ်။တချို့ဆိုရင်အဆောက်အုံတွေမှာဖယ်လို့မရသေးလို့ပြီးနေတာအဲ့ဒါတွေက9ရက်10ရက်လောက်ထိဒီဖယ်လို့ရမှာမဟုတ်သေးဘူး။ကယ်ဆယ်လို့ရမှာမဟုတ်ဘူး။အေးအဲ့ဒါပဲလေကွာ။အဲ့ဒါပဲဒီစစ်တပ်ကဒီဝင်ကြီးဆက်တွေဟုတ်နော် ခရိုနီတွေရဲ့ဝင်ကြီးဆက်တွေကဘာလုပ်နေလဲကရိန်းတွေကဘယ်ရောက်နေလဲအဲ့ဒါတွေနဲ့အကုန်လုံးထုတ်ရမှာလေအဲ့ဒါတွေကဘာပြည်သူတွေဒီအိမ်တွေကိုဖျက်ဆီးမှုလောက်ပဲတုံးတာပါဘာလို့စစ်တပ်လားဒီပြည်သူတွေကယ်ဆယ်ဖို့မတုံးဘူးလေစီကုံမှာကြောက်လို့အဲ့ဘိုဒူစာတွေနော်ဘာဖိုးတွေဘယ်ရောက်ကုန်ကြပြီလဲဟုတ်ဟုတ်အခုကမန်လေးတိုင်းပြောွယ်မြို့မှာမလာ28ရက်နေ့လောက်ခတ်တဲ့မြင်းလင်းကြောင်းနဲ့အဆောက်အုံပြိုကျမှုလူသေးဆုံးတာ100ကျော်လာပြီပါပြော်ဝယ်ကမိသက်တက်ဖွဲ့ရနေပြီအဲ့တည်င်းပြူလိုက်အတီးပြူလိုက်ပြော်ဝယ်ဆိုတော့ငါတို့ဒီ ကျော်ပဲမန္တလေးလမ်းကဥစ္စာကြီးတရာကြီးကျိုးသွားပြီးတော့ဒီပတ်ချားအကြီးအပ်သွားတာနည်းတော့ဥစ္စာကြီးမဟုတ်လေကွာဟုတ်တယ်ဟုတ်တယ်ပါအဲ့ဒါညီတော်တို့ဘယ်လိုပြုပြင်မလဲအဲဖြည်းဖြည်းချင်းအချိန်ယူရမှာပေါ့ဒါတွေကလည်းပြည်သူရဲ့အားပဲတုံးအောင်ပါပဲဘာလို့စစ်တပ်ဘာမှတုံးလို့မမရမင်းပြောလေပြောဒီနေ့မင်းပြောသမောင်ငါခေါင်းကုန်းခံတော့မယ်ကွာမင်းပြောနေတာရှိတာပြောတော့ဟုတ်ဟုတ်ကဲ့ပါအဲ့ဒီရန်ကုန်မှာတော့မနေ့ကခုနကျွန်တော်ပြောသလိုပေါ့အဲရန်ကုန်မှာမနေ့ညနေပြီးတော့အဲကောလာဟာလာတည်င်းတစ်ခုကြောင့်ပြည်သူတွေတော်တော်ဒုက္ခရောက်သွားတယ်ပါ မင်္ဂလာတောင်ညွန့်ရဲ့လာတာရဲ့ကြောက်တကားရဲ့စမ်းကြောင်းရဲ့ပပေးတန်းရဲ့ဗုဒ္ဓထောင်ပါဝင်မလို့အထက်မြင့်တိုက်ပေါ်မှာရှိတဲ့ပြည်သူတွေအကုန်လုံးကဒီညတနာရီချိန်မှာအောက်ဆင်းပြီးတော့နေရတယ်ပေါ့လမ်းမှာတချို့ဆိုလည်းဝရန္တာမှာထွက်နေကြရတယ်ပေါ့အဲ့လိုမျိုးအဲ့လူတွေလည်းဟိုပြည်သူတွေလည်းကောလာဟာလတည်နေမပြန့်စီဘူးဘာလို့လဲပြောပြပေးဦးပါဒီကွာဘသူတေးတေးငတိမိုင်းပြီးရောဆိုတဲ့စိတ်ဓာတ်နဲ့တက်ချုပ်ကြီးကဆက်လုံနေသေးရတော့ကွာငရေအိုးမှာဂျိုးကတ်ရုံမကလို့ เนาะนองกบาร่องมามินตูลูเปลี่ยนผิดတော့มาหมูงาละตลอดสိတ်โตลาบีงาละဟုတ်นอกอีมันเนไดยเมเต็นမျိုးเนี่ยยาไรยาบะอีพุ่งนี้จองสาติญจองบ่เนาะสาติญไดมาไอ้มะเนี่ยลึกกัดแต่มีลินยောက်ဆိုပြီးสาติญจองตาจองไอ้คลีตุงเหงတွေบ่เนาะอยาก50นี้บาအဲ့မှာပြီးပြီးတော့คลีအလောင်းอ่ะ14လောင်းပဲပြန်လဲရရှိသေးတယ်ဗျအဲ့ဒီမှာကျွန်တော်တို့ဘက်ကကလေးတူကတော့အသက်ရှင်တယ်လို့သိရတယ်ပါအဲ့ဒီအဲ့ဘက်ကနေကလေးတူဟုတ်ဟုတ်နောက်ပြီးတော့ရှမ်းပြည်နဲ့ညောင်ရွှေမြို့နဲ့အင်းလေးဒေသမှာပေါ့ အင်းလေးကီလာရွာမှာကီလာရွာနဲ့ဇေယကြီးရွာပါအဲ့မှာငလျင်တန်ကြောင့်တည်ဆုံတဲ့လူဦးရေ46ဦးဖြစ်လာပြီးတော့နေအိမ်က950ပြည့်စည်နေတယ်ဗျဟာဒီအင်းလေးတော်မှာပါသွားပြီလို့စဉ်းစားကြည့်လေကွာပါပါပါအခုဒီကျွန်တော်နိုင်ငံမင်းကြီးရောက်ပေါ်တော့လှုပ်ခတ်နေတဲ့ဟာပြည်သူတွေဒုက္ခရောက်နေတဲ့ဥစ္စာကိုချားနိုင်ငံတွေအကူအညီတွေအများကြီးတော့လာကြတယ်ဗျတရုတ်လာတယ်ဗျတရုတ်လာတယ်စင်ကာပူကလာတယ်အိန္ဒိယလာတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ ထိုင်းကလည်းကျွန်တော်လာတယ်ထိုင်းကလည်းအခုဆိုရောက်နေပြီမဟုတ်ပါဘူးဩယောကဲကဲရေးတယ်အဘတို့စစ်တပ်ကတော့ဘာမှမလုပ်တော့ပြည်သူကြီးကတော့လာပြီဗျဒီမှာဒီမှာဒီမှာတက်လာပြီစကိုင်းတိုင်းနဲ့စွမ်းဥပုံညာရှင်စွမ်းဥပုံညာရှင်နဲ့ဇေဒီဘေးကတဲ့ဖះကောင်းတော်ကြီးမြေခသွားပါပြီဟာစွမ်းဥပုံညာရှင်ဆိုတာဒါတမိုင်းဝင်ဥစ္စာကြီးပဲဇေဒီပထိုးတွေ အဲ့ဒါပဲကွာတခါခါကြရင်သူ့ကိုသူဖယားဒိုင်ကဖယားဒိုင်ကဖယားဒိုင်ကဆိုပြီးပြောနေတယ်ဖယားဒိုင်ကအမိနဲ့မှမထိုက်တာကွာပလင်မော်တက်ပြီးတော့တက်ထိုင်တယ်ပလင်မော်တက်ပြီးထိုင်လို့မရဘူးပလင်ဆိုတာဖုံးရှိတဲ့လူမှပလင်မော်တက်ထိုင်လို့ရတာပလင်အောက်မှာနေပြီးတော့ပလင်ပြီးပြီးတည်လိမ့်မယ်ဟုတ်တယ်ကွာဘာနာနာလေးပြောပေးရမှာပေါ့နော် ဒီနေ့လဲငါအောက်လုံးနေငါပောက်ကွဲတော့မယ်ထားလိုက်တော့ပွားရောက်မင်းငါ့ကိုအခုတရင်နေငါ့ကိုပျော်ပျော်ပြီးတာနဲ့မင်းလည်းပြန်တော့ပြောရမယ်တရင်နေရတော့စိတ်မကောင်းကြပါပဲပါအခုမန်လေးအောင်မြေမြို့နယ်မှာပေါ့နော်မဟာအောင်မြေမြို့နယ်မှာဥလသိန်းဘိမ့်မှန်ပြိုကျတယ်ပါအဲ့ဥလသိန်းဘိမ့်မှန်ခုနကျွန်တော်ပြောတဲ့အယူအဆလေးပေါ့နော်ကိုယ်ကိုရင်လေးတစ်ပါးလက်ပြတ်သွားတယ်ဆိုတာအဲ့ဒီမှာလဲတန်ကတော့အပါ80ကျော်ဒီစာဖြေနေနဲ့အဲ့အဆောက်အဦပြိုကျလို့တန်ကတော့အပါ80ပြန်နေမှာမူပါတယ်ပါဒီကိတ်တန်ရတဲ့တန်ကတော့လည်းအများကြီးဥလသိန်းဒီအဆောက်အဦဆိုတာတမိုင်းဝင်ကြီးလေကွာဟုတ်ဟုတ် အဲ့ဒါကြီးကြားအဲ့မှာကင်းစည်ရေးတွေလည်းအဆက်မပြတ်တောက်လျှောက်လုံနေရတယ်ပါအဲ့ဒါကြီးအကုန်လုံးလည်းပြည်သူတွေရပဲလောက်တာပြည်သူအားနဲ့ပဲလုံနေရတာပါစစ်တပ်ကတကောင်တမီမတော်ထွက်မလာဘူးကွာရှက်ဖို့ကောင်းလိုက်တာကွာငါတို့ရဲ့ standard army စစ်တပ်ကသွားပြီ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 ဒီသတင်းလေးရတော့ပါလုံးဝကြည်နူးစရာသတင်းလေးတစ်ပုဒ်ပဲအပေါ့ကျွန်တော်ပြောပြအေးပြောသားမှာကွာပြောသားမှာမြင်းလင်းတန်ကြောက်ဒေတာနဲ့ဆက်ဆက်နေတော့မြင်းလင်းလှုပ်တဲ့ဒေတာနဲ့ဆက်ဆက်နေတဲ့ခရိုင်နေပေါ့နော်အဲ့ဒီမှာခုခံကာကွယ်စစ်မှလွဲရီထိုးစစ်အားလုံးကိုသတင်းနှစ်ပတ်ကြာရက်ဆက် ရက်ဆိုင်လိုက်ရနဲ့တဲ့လိုအပ်တဲ့အကူအညီများညွှန်ကြားချက်များထုတ်ပေးနိုင်အောင်လို့လူသားချင်းစာနာထောက်ထားမှုအကူအညီဆိုင်ရာလုပ်ငန်းများကိုစောင့်ရဲရအတွက်တဲ့မြင်းကလေးတန်းဒစ်တင့်နေသောဒေသများနဲ့ဆက်ဆက်သောခရိုင်နဲ့ဒေသများပါเนาะအဲ့ဒီမှာကာဝယ်ခုကကဝဆင်းမှလွယ်ရီထိုးစစ်ကိုရက်တရက်ပတ်ရက်စားလိုက်တယ်တဲ့။ဟုတ်လားငါတို့ဟိုတက်ချုပ်ကြီးကနေတော့တရင်ထုတ်ပြန်လိုက်တာ။ဟုတ်မဟုတ်တက်ချုပ်ကြီးကမဟုတ်ဘူး။ NGO ဆိုရထုတ်ပြန်တာပါ။ဟာ NGO ဆိုကလူလူသိပြန်ပြီ။အဲ့ဒါပြောတာပေါ့လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အဲ့မတ်လ23ရက်နေ့ကနေပြီးအဲ့ဒီမတ်လ30ရက်နေ့ကနေပြီးအေဗီလာ12ရက်နေ့ဒီလုံးဝအပြစ်ခတ်ရက်စဲလိုက်ပြီးတော့အဲ့လိုဆိုတော့လေအမျိုးသားညီညွတ်ရေးအစိုးရလူစိတ်ရှိတာပေါ့ကွာဟုတ်ကဲ့အပါတော်စစ်တပ်အစိုးရဘာမှမလိုတော့ဘူးပေါ့အေးတချုပ်ကြီးရေခမားဘာမှကုညီစရာမလိုဘူးကုလည်းမကုညီနဲ့တော့ပြည်သူမှာပြည်သူပဲရှိတယ်ဗျာ